ကြီးအားလုံးပဲမင်္ဂလာပါကျွန်တော် channel ကနေပြန်ပြီးတော့ကြိုလိုက်ပါတယ်ဒီကျွန်တော်ရဲ့ channel မှာအာတင်ထားတာတော့မိတ်ဆွေတို့အတွက်အကျိုးရှိမယ်လို့ကျွန်တော်မျှော်လင့်တဲ့အရာတွေပဲကျွန်တော်တင်နေရပါတော့အာတခါတခါလေးကြားလို့ရှင်လဲဒါ view တွေဒါကျလာတဲ့အခါမှာကျွန်တော်လူကြိုက်များလောက်တဲ့အကြောင်းအရာလေးရှောက်ပြီးတော့ပောက်ခဲ့ရလေးဆိုရှောက်တင်တတ်တယ်ပေါ့နော်ဒါပေမဲ့များတော့ပြင်ကျွန်တော်တင်တာတော့ဒီနောက်ပိုင်းပေါ့နော်နောက်ပိုင်းအရင်တော့မပြောဘူးဒီနောက်ပိုင်းမှာများတော့ပြင်ကျွန်တော်တင်တာကကျတော့လူအများကြီးကိုရည်ရွယ်တာမဟုတ်တော့ဘဲနဲ့ ဒီတစုံတယောက်ကိုဒါမှမဟုတ်လူအ ਨੇ စုကိုပေါ့နော်အဲ့လိုမျိုးတကယ်လိုက်မဲ့တကယ်လှုပ်ချင်တဲ့လူအ ਨੇ စုကိုရည်ရွယ်ပြီးတော့တင်တဲ့ဗီဒီယိုတွေများလာတာမိတ်ဆွေတို့လည်းတတိထားမိမယ်ထင်တယ်အဲ့လိုဗီဒီယိုတွေက view လည်းနဲတယ်ပေါ့နော် view လည်းနဲတယ်အ view နဲတော့ကျွန်တော်လည်းပတ်ဆိုင်ရတာနဲတယ်ပေါ့နော် view နဲတယ်ဒါပေမဲ့ဘာလို့အဲ့လိုမျိုးတင်ရလဲဆိုတာလေဒီအဲ့လိုတင်လိုက်တဲ့အခါကျတော့ရှင်ဒီ တကယ်နောက်ကနေတကယ်လှိုင်းလုတဲ့လူတွေအတွက်အကျိုးတစုံတရာရှိသွားတယ်ဆိုတော့ကွာပြန်တိရတဲ့ခါကျတော့ဝမ်းတာတော့ဗောနော်ပီတိဖြစ်တော့ဗောညာဟောကောင်းတဲ့ဟာတော့ငါတင်လိုက်တဲ့ငါငါ share ပေးလိုက်တဲ့ knowledge ကနေပြီးတော့ငါ share ပေးလိုက်တဲ့ knowledge ကနေဒီလိုဒီလိုအကျိုးရှိသွားတယ်ဆိုတော့ပြန်တိရတော့ဝမ်းတာတော့ဗောနော်ဟုတ်ကဲ့ဒီနေ့အကြောင်းအရာမှာတော့ကျွန်တော်ကဘာပြောမှလဲဆိုတော့ကျွန်တော်ကဒီမိတ်ဆွေတို့ကိုသူများအုံနောက်ဖောက်စားတဲ့နေကြီးကိုပြောပြမယ် သူများအုံနောက်ဖောက်ထားတာဒီလိုကြီးကောင်းယူခွဲပြီးတော့ဖောက်ထားအောင်ကျွန်တော်တို့ငယ်တုန်းကဆိုရင်ဒီအာတရုတ်ပြည်ကတွားတရုတ်ပြည်ကိုတွားတာပေါ့နော်ကျွန်တော်တို့ဖေနဲ့လိုက်တွားရတယ်ကျွန်တော်တို့ဖေရဲ့တတိပေါ့ကျွန်တော်တို့ရဲ့ဖေကကျွန်တော်တို့ရဲ့ဖေကဒီတတိနဲ့ပရိုဂရမ်နဲ့ယင်းနည်းရဲ့ထင်မှာပါတော့ပေါ့နော်တတိအတူမှာတတိမှာ လုပ်ငန်းတွေအများကြီးရှိရတဲ့အထဲမှာကျွန်တော်ရဲ့ဖေနဲ့တထေးကကျွန်တော်နေချင်းနှီးရပါတော့အဲလိုမျိုးတက်ပါတော့အဲတရုတ်တထေးရဲ့အိမ်ကိုကျွန်တော်တို့ငငယ်တုန်းကလိုက်သွားရပါတော့လိုက်သွားတဲ့အခါကျဘာဖြစ်လဲဆိုတော့တဲတရုတ်တထေးကသူကဟိုတရုတ်အရက်ဝီစကီရုပ်ခေါ်အရက်လို့ခေါ်လာကျွန်တော်မသိဘူးပါတော့အဲတောက်ရင်မူးတဲ့ကောင်ပါတော့အရက်ပေါ့ဒါရက်ပဲထားပါတော့အဲကောင်ဈေးတော့တော်ကြီးမယ်အဲကောင်ကိုသူကဘလို့ဆိုတော့ဒီမြောက်ရဲ့အုံနောက်ကောနော်မြောက်ကောင်းကောနော် မြောက်ကောင်းကိုစပွဲမှာတူပိုင်းလာပြီးတော့ဟိုညက်ခွဲတဲ့ဟာနဲ့လေအဲ့ဒါနဲ့ဖောက်ပြီးတော့သူကအဲ့အုံနောက်လှုပ်စီးလှုပ်စီးဖြစ်နေတဲ့ဟာကိုအရင်နဲ့စိန်ပြီးတော့ဒီတိုင်းအစိမ်းစားတာပေါ့နော်တူနဲ့အစိမ်းရက်နဲ့တူနဲ့ညက်ပြီးတော့အရက်တက်မှစိန်ပြီးတော့သူကစလို့စားတာပေါ့နော်တော့ရက်ဆက်တယ်လို့ထင်တယ်ငယ်အခုမှတော့ရက်ဆက်မှတိရပါငယ်တုန်းကကျတော့ဟိုဘာလို့အဲ့လိုစားရတာလဲဆိုတာပဲကျွန်တော်တွေးခဲ့တာပေါ့နော်အခုမှတော့ရက်ဆက်တယ်လို့ခွာအဲ့ဒါတော့တကယ်အုံနောက်ဖောက်စားတာအစ်စ်ပေါ့နော် တကယ်အုံနောက်ဖောက်စားတာအဆင်အခုကျွန်တော်ပြောမယ်အုံနောက်ဖောက်စားတယ်ဆိုတော့အကြောင်းအရာကတော့ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ကဒီလူတော်တော်များများလုံနေတဲ့အကြောင်းအရာပေါ့နော်လူတော်တော်များလုံနေတာဟာရှိအုံနောက်ဖောက်စားတဲ့နေရာမှာဒါတို့ကကျွန်တော်တိတလောက်ပေါ့နော်ကျွန်တော်တိတလောက်တို့ကနှစ်နီးနှစ်နီးလောက်ရှိရပေါ့နော်နှစ်နီးရှိအာနှစ်နီးဟော ါတကယ်တော့အများကြီးရှိရပါကျွန်မကျွန်တော်အခုပြောမယ့်အကြောင်းအရာထဲမှာကျွန်တော်၃နည်းလောက်ပြောပြပေးမယ်เนาะ၃နည်းလောက်ပြောပြပေးမယ်ပထမတနည်းရကြတော့ကျွန်တော်တို့ကိုယ်တိုင်ပါဝင်ရတယ်ဗောနောကိုယ်တိုင်ပါဝင်ရတယ်ဒုတိယတနည်းရကြတော့ပတ်စံပါဝင်ရတယ်ပတ်စံပါရတယ်ပတ်စံဗောနောပတ်စံဆိုင်ရတယ်ဒုတိယတနည်းရပတ်စံဆိုင်ရတတိယတနည်းရကြတော့ဒါပတ်စံလည်းဆိုင်เสียမလို့ကိုယ်တိုင်လည်းပါเสียမလို့ဒီလိုအတုံးချတာဒီမလားအဲ့ဒါကိုကျွန်တော်ပြောပြမယ် လိုတုံးချလဲဆိုတော့ဆိုတော့ကျွန်တော်တခုအကြောင်းအရာတခုတည်းဦးတည်ပြီးပြောရမယ်ဆိုရင်ကျွန်တော်တင်နန်းဖွင့်တဲ့အကြောင်းအရာကိုကျွန်တော်တွားကြရအောင်တင်နန်းဖွင့်မယ်ဆိုလို့ရှိရင်ကျွန်တော်ဒီမှာနမူနာပြဖို့အတွက်ကျွန်တော်ကွန်ပျူတာအခြေခံတင်နန်းကိုရှာထားတယ်ကျွန်တော်တို့မိတ်ဆွေတို့ဒီ Facebook တို့ဘာတို့မှာကိုကကွန်ပျူတာကိုလိမ့်လာချင်လို့ပေါ့နော်ကွန်ပျူတာကိုခုမှစပြီးတော့ခြင်မယ်ခုမှစပြီးတော့လိမ့်လာမယ်ဆိုပြီးတော့မိတ်ဆွေတို့ Facebook မှာတင်နန်းနေရှာလိုက်တယ်ဆိုလို့ရှိရင်တင်နန်းနေအများကြီးကြလာတာတွေ့လိမ့်မယ်အများကြီးကြလာတာတွေ့တယ် ဒါပေမဲ့အဲ့ဒီတင်တန်းတွေထဲမှာဈေးနဲ့တင်တန်းတွေရှိရဲ့နာမည်ကြီးပြီးသားတင်တန်းတွေရှိရဲ့နာမည်မကြီးသေးတဲ့တင်တန်းတွေရှိရဲ့တချို့တင်တန်းတွေကဈေးကြီးရဲ့ဈေးနဲ့တဲ့ဈေးနဲ့တဲ့အဲ့လိုမျိုးကွာခြားချက်တွေအများကြီးရှိဒါပေမဲ့ကွန်ပျူတာတင်တန်းလို့ပြောလိုက်ပြီဆိုလို့ရှိရင်ကွန်ပျူတာထဲမှာတက်ရမယ့်အခြေခံတွေအားလုံးကအတူတူပဲဘယ်တင်တန်းမှာပဲတွားတက်တွားတက်ဒီအခြေခံတွေကြီးတွေပဲတင်ပေးရပါပဲဒီအခြေခံတွေကိုတင်ပေးတာပဲတင်ပေးတဲ့ပုံစံချင်းတာပြောင်းလဲသွားတာ ဆိုတော့ကျွန်တော်တို့အာကျွန်တော်ဆို web development ကိုလေ့လာနေတယ်ကျွန်တော် html ကိုလေ့လာတယ်ဆိုလို့ရှိရင်ဘယ်အတင်တန်းမှာပဲတွက်တက်တွက်တက်ဒီ html ရဲ့အခြေခံကအားလုံးကအတူတူပဲတင်ပေးတဲ့ဆရာရဲ့ဒီ toky ပေါ့နော်အာဘောပေါ့တင်ပေးတဲ့ဆရာရဲ့ toky နဲ့အာတင်တဲ့ပုံစံတာဒါဒါကွဲပြားသွားတာတကယ်တင်ရိုးချင်းကတော့အကုန်လုံးကအတူတူပဲအဲ့လိုပဲကွန်ပျူတာတင်တဲ့ကိုကပညာတစ်ခုကိုတက်ချင်တယ်ဆိုလို့ရှိရင်အခြေခံတွေကအကုန်လုံးကအတူတူပဲဖြစ်တာကြောင့်မလို့ အဲ့ဒီမှာဘာဖြစ်လာလဲဆိုတော့ကျွန်တော်တို့အုံနောက်ဖောက်စားတဲ့ကောင်တွေဝင်လာတယ်ပေါ့နော်အုံနောက်ဖောက်စားတဲ့ကောင်ဝင်လာဆိုတော့ဒီလိုဆိုတော့ကျွန်တော်ကဘာမှမတက်ဘူးကျွန်တော်ဘာမှမတက်ဘူးကျွန်တော်ကွန်ပျူတာမတုံးတက်ဘူးပေါ့နော်ကွန်ပျူတာလုံးဝမတုံးတက်ဘူးဒါပေမဲ့ကျွန်တော်ကကွန်ပျူတာတင်တန်းဖွင့်ချင်တယ်ဘယ်လိုလုပ်မလဲဘယ်လိုလုပ်မလဲဆိုတော့လွယ်တယ်ပထမတနည်းအားကြတော့ကျွန်တော်ကိုယ်တိုင်လူပါဝင်ရမယ့်ကိစ္စပေါ့ကျွန်တော်ကိုယ်တိုင်ကွန်ပျူတာတင်တန်းကွန်ပျူတာကိုအရင်လေ့လာလိုက်ကွန်ပျူတာအရင်လေ့လာလိုက်ဆိုတော့ဒီလိုရ YouTube မှာ free ရတဲ့ဟာတွေပေါ့ ကွန်ပျူတာအခြေခံတင်တန်းဆိုအခြေခံမှဆိုပြီးတော့ကျွန်တော်ရိုက်ရှာလိုက်မယ်ရိုက်ရှာပြီးတော့ရင်ဒီမှာနာမည်ကြီးပြီးတဲ့ကွန်ပျူတာတင်တန်းတွေကတို့လိုအခြေခံ free ပေးထားတာလေးရှိရဗျာအဲ့ဒါတွေကိုကျွန်တော်ကြည့်လိုက်မယ်ဆိုတော့ဒီမှာကျွန်တော်ဗီဒီယိုတစ်ပုဒ်ကြည့်ပြလိုက်မယ်တပိတ်လိုက်နော်ဗီဒီယိုတစ်ပုဒ်အာ sorry နော်ဒီမှာ line မကောင်းလို့တူပါတူလဲနေ Okay ပါနော်ကျွန်တော်ဒီလိုမျိုး ဗီဒီယိုတစ်ပုဒ်ကျွန်တော်အခြေခံကြည့်လိုက်တယ်ဒီလိုမျိုးအခြေခံလိုက်ကြည့်ကျွန်တော်လိုက်ကြည့်ရောဗျာအချိန်ပေးပြီးတော့လိုက်ကြည့်ရကြည့်ပြီးသွားတဲ့ခါကျရင်မလုပ်မလဲမလုပ်မလဲဆိုတော့ဒီမှာတူတင်သွားတဲ့အကြောင်းအရာတွေတူဘယ်ကနေစပြီးတော့တင်တာလဲအာဘယ်ခလုတ်ကမလုပ်တာလဲဒီအကြောင်းအရာတွေကိုကျွန်တော်အမှတ်ထားလိုက်တယ်အမှတ်ထားလိုက်တယ်အုံနောက်တော့အမှတ်ထားတယ်ဒါမှမဟုတ်လဲစာရွက်မှာရေးမှအမှတ်ထားလိုက်တယ်ညလို့ရေးမှတ်ပေးရခါကျရင်ကျွန်တော်မလုပ်မလဲဆိုတော့တူတင်တဲ့အတိုင်းပဲတူတင်တဲ့ဟာကိုကျွန်တော်နားလေတဲ့ပုံစံမျိုးပေါ့နော် တူတင်ထားတဲ့အကြောင်းအရာတွေတူတင်ထားတဲ့အချက်လက်တွေကိုကျွန်တော်ကစာအုပ်မှာရေးမှတ်ပြီးသားဖြစ်တယ်။ဒါမှမဟုတ်ခေါင်းမှာမှတ်ပြီးသားဖြစ်တယ်။အဲ့ဒီအကြောင်းအရာတွေကိုကျွန်တော်နားလည်တဲ့အတိုင်းပြန်ပြီးတော့ကျွန်တော်က record ယူပြီးတော့ screen recording နဲ့ဒါမှမဟုတ်လဲဒီလို camera recording နဲ့လုပ်ပြီးတော့ကျွန်တော်ကွန်ပျူတာမှာကျွန်တော်ပြန်ပြီးတော့စကားတွေပြောမှာဗျာ။ဒါကတော့ဒီလိုလေးရှိရဲ့ဒီ cloud ကဒီလိုရှိရဲ့ဒီ mouse ကတော့ပါလို့ရတယ်။အာဘယ်ပါဝါဖွင့်ပိတ်ကပြင်နေရဒါမျိုးလေးကျွန်တော်ပြန်ပြီးတော့အတန်တွင်းနေပြန်ပြီးတော့ပြောလိုက်ရဆိုဒါဆိုဗီဒီယိုတစ်ပုဒ်ရပါပြီဒါအောင်နောက်ဖောက်စားတာ ုံးတော့ဖောက်စားဆိုတူကတူတင်ရိုးဒီစာအုပ်ကိုတူကတူကလည်းပဲဒါဒီမှာတင်ထားတဲ့တင်တန်းဆရာကလည်းပဲတူကငငယ်တုန်းကတော့တင်တန်းဘာမှတိမှမဟုတ်ခဲ့ဘူးဘာမှမတိပဲနဲ့ဘာမှမတိတဲ့အချိန်တွေကနေတူလေ့လာတယ်လေ့လာပြီးတူကျွမ်းကျင်သွားတဲ့အခါကျတော့တူဒီလိုပြန်တင်ထားတာဟုတ်နော်တူပြန်တင်ထားတာဒါကကျတော့အုံနောက်ဖောက်စားရလုံခေါ်ဘူးအဲ့ဒါကြတကယ်ကိုအရေးချင်းကိုချပြတာတူကအရေးချင်းရှိရဲ့တူကိုယ်တိုင်လေ့လာသွားပြီးပြီးတူကိုယ်တိုင်တေချာတက်သွားပြီးပြီးတက်သွားပြီးတော့တူများပြန်တင်ပေးတာ ။ဟုတ်ကဲ့အဲ့လိုမျိုးပါနော်။အခုကျွန်တော်ပြောနေတဲ့အကြောင်းအရာကျတော့အုံနောက်ဖောက်စား तू ပြောတော့ तू ဘာ तू ကိုယ်တိုင်လေးလာထားတဲ့ तू ကိုယ်တိုင်တတ်ထားပြီးသားအကြောင်းအရာတွေကိုဗီဒီယိုနဲ့ပြန်ပြီးတော့လုပ်ပြီးတော့ခြားပြထားတဲ့အကြောင်းအရာကိုကျွန်တော်ကနောက်တစ်ဆင့်ပြန်နားထောင်ပြီးတော့ကျွန်တော်နားလည်တဲ့ပုံစံနဲ့ modify လုပ်ပြီးတော့ပြန် record လုပ်တာကျွန်တော်ကိုယ်တိုင်တိတိကျကျတတ်တာမဟုတ်ဘူးတင်းနော်တိတိကျကျတတ်တယ်ဆိုတာကွန်ပျူတာတစ်ခုလုံးကအစားအနေအဆုံးကွန်ပျူတာတုံးတာကိုကျွမ်းကျင်သွားတာဒါကကိုတိတိကျကျတတ်သွားတာကျွန်တော်ကကြားလို့မဟုတ်ဘူး ဒီဗီဒီယိုတပုတ်ကလေးကိုတေချာကြည့်ရယ်တေချာကြည့်ပြီးရခါကြလို့ရှင်ဒီဗီဒီယိုတပုတ်ကပါတဲ့အချက်လက်တွေကိုပဲကျွန်တော်ကပြန်ကိုးကားပြီးတော့ကျွန်တော်နားလည်တဲ့ပုံစံနဲ့ပြန် modify လုပ်တယ်ပြီးရခါကျပြန်မြော record လုပ်တယ်အတန်တွင်းတယ်ဆက်ဆိုဗီဒီယိုတပုတ်ရပါတယ်တင်ရောကတူရဲ့တင်ရောပဲဒါတင်ရောကအကောင်လုံးအတူတူပဲဖြစ်တဲ့အတွက်ကြောင့်မလို့သူကကျွန်တော်လာပြီးတရားစွဲလို့မရဘာဖြစ်လို့လဲဆိုတော့ကွန်ပျူတာတင်ကွန်ပျူတာမှာကဒီ cloud တွေဒီ cloud တွေဒီ cloud တွေဆိုတာသူပိုင်တာမဟုတ်ဘူးဗျာ ီကလုတ်တွေဒီကလုတ်တွေဒီကလုတ်ကဘာလို့ရတယ်ဘာလို့ရတယ်ဆိုတဲ့ဟာကိုလည်းပဲသူပြောမှကျွန်တော်ကတိရတာမဟုတ်ဘူးနော်အစကတည်းကနေဒီကလုတ်တွေကဒါလုံးရင်ဒါဖြစ်ရတာသူရေးထားတာမဟုတ်အဲ့ဒါကြောင့်သူကျွန်တော်တရားစွဲလို့လည်းမရအဲ့ဒါကကြတော့သူများအုံနောက်ဖောက်စားတာပြောရင်လူလူလေကြတာဒါဒါမျိုးပေါ့နော်အဲ့လိုမျိုးဗီဒီယိုကော့လေးမိတ်ဆွေတို့တခုခုစပြီးတော့လှုပ်ချင်တယ်ဆိုလို့ရှိရင်ပေါ့နော်ပတ်ဆိုင်ရှာချင်တယ်အလွယ်နည်းနဲ့ပတ်ဆိုင်ရှာချင်တယ်ဆိုရင်ကျွန်တော်ပြောပြတာအာသူများကို အဲ့လိုမျိုးကလိန်ကကြက်ကြဖို့ပြောရမှာမဟုတ်ဘူး။အာကလိန်ကကြက်ကြလားဆိုတော့လည်းဒါကကလိန်ကကြက်ကြရလို့လည်းပြောလို့မရဘူး။ဘာဖြစ်လို့လဲဆိုတော့ကိုကိုယ်တိုင်အားဆိုင်ထုံးမှုပါတယ်။သူ့ရဲ့ဗီဒီယိုကိုကနားလည်အောင်ကြည့်ပြီးရောမှသူ့ရဲ့ကိုဗီဒီယိုကိုနားလည်အောင်ကြည့်ပြီးကိုနားလည်တဲ့အတိုင်းပဲကိုယ့်ရဲ့တင်နန်းသားတွေပြန်ရှင်းပြတာဗျ။အဲ့ခါကျတော့ကလိန်ကကြက်ကြရလို့ပြောရအောင်လည်းမဟုတ်ဘူး။သူ့ကိုကားတဲ့ပုံစံမျိုးဖြစ်သွားတာ။ဒါအလွယ်တကူပတ်ဆံရှာတဲ့နေပေါ့နော်။အဲ့လိုနေနဲ့ကျွန်တော်တို့ကဗီဒီယို ါတင်နန်းတစ်ခုစာအတွက်ဗီဒီယိုရပြီဆိုလို့ရှင်ကျွန်တော်တို့က Facebook မှာ group တွေဖွဲ့ပြီးတော့ဒါမှမဟုတ် Telegram မှာ group ဖွဲ့ပြီးတော့ကျွန်တော်တို့ကတင်နန်းကြော်ညာလိုက်တယ်ဗျာတင်နန်းကြော်ညာပြီးတော့တင်နန်းစာပြီးတော့ဖွင့်လိုက်လို့ရတယ်ဒါတင်သူကဒီဗီဒီယိုပိုင်ရှင်ပေါ့နော်ဒီဒီဆရာကတင်နန်းတစ်ခုကိုသူ့ရဲ့ computer တင်နန်းတစ်ခုကိုသူ့ computer တင်နန်းတစ်ခုကိုတုံးတောင်းယူရဲပဲထားဒါဆိုလို့ရှင်ကျွန်တော်ကဒီ computer တင်နန်း class တစ်ခု group တစ်ခုကို join မဲ့လူတယောက်စီက9000ပဲယူတယ်ဆိုလို့ရှိရင် join မဲ့လူတွေကအများကြီးဖြစ်သွားတယ်။ဒါဆိုကျွန်တော်ကအားဆိုင်ထုတ်မှုတစ်ခုလေးလုပ်လိုက်တာနဲ့ကျွန်တော်မှပတ်စံတွေအများကြီးရှာလို့ရတယ်။အဲ့ကနေပြီးတော့မိတ်ဆွေတို့တင်းဆက်ချီလဲရှာနိုင်တယ်။ဒါမိတ်ဆွေတို့ marketing ပေါ်မူတည်ပါယူပါနော်။ဒါကျွန်တော်နီလန်းတစ်ခုပြောပြနော်။လုတ်ချင်တဲ့လူတွေမှတ်ထားလိုက်လုပ်လို့ရတယ်။အဲ့ကနေမိတ်ဆွေဘာရမလဲဆိုတော့ပတ်စံရမယ်။ပတ်စံရမယ်။နောက်ပြည့်ရက်ခါကြာလို့ရှင်မိတ်ဆွေမှာကိုပိုင်ဝင်ဝင်လမ်းကြောင်းဖြစ်တဲ့တင်တန်းတစ်ခုရအောင်မယ်နောက်ပြည့်ရက်ခါကြာမိတ်ဆွေ သူ့ရဲ့ဗီဒီယိုမိတ်ဆွေတေချာလေးလေးတေချာလေးနားထောင်တေချာပြီး like လုပ်ထားမှသူများဟောပါပြန်တင်ပေးရဖြစ်တဲ့အတွက်ကြောင့်မလို့ကွန်ပျူတာ experience လည်းရမယ်နောက်ပြီးမိတ်ဆွေရဒီကွန်ပျူတာကိုလည်းကျွမ်းကျန်ကျင်တုံးတက်တော့မယ်တုံးခုရမယ်နော်ဒါတစ်ချက်နော်နောက်တစ်ချက်နောက်တစ်ချက်ကကြတော့မိတ်ဆွေငွေစိုက်တာမိတ်ဆွေကိုယ်ပိုင်ကိုယ်တိုင်ဝင်မလို့ကိုယ်တိုင်လည်းဝင်မလို့ ဒါပေမဲ့မိတ်ဆွေမှာတင်တန်းရှိရတချို့တင်တန်းနဲ့မိတ်ဆွေတွေ့ပါလိမ့်မယ်တင်တန်းနဲ့အများကြီးရှိရဒါပေမဲ့အဲ့ဒီတင်တန်း group ကိုထောင်ထားတဲ့လူကတစ်ခါမှတင်တန်းမပြတစ်ခါမှစာမတင်သူဘာလုပ်တယ်လဲသူဘာလုပ်လဲဆိုဆရာရင်ခေါ်လိုက်တယ်ခမို့မှာမိတ်ဆွေကကွန်ပျူတာကျွမ်းကျင်တယ်ကျွန်တော်မှာပတ်စံရှိကျွန်တော်က group တစ်ခု join လိုက်တယ် group တစ်ခုထောင်လိုက်တယ်ထောင်လိုက်ပြီးရခါကျမိတ်ဆွေကကွန်ပျူတာကျွမ်းကျင်တယ်ဆိုလို့ရှိရင်မိတ်ဆွေကိုကျွန်တော်ကခန့်လိုက်တယ်ဗျာအာကျွန်တော်ရဲ့တင်တန်းမှာစာလာတင်ပေးပါဗီဒီယိုတစ်ပုဒ်ကိုကျွန်တော်ဘလောက်ပေးမယ်ဆိုပြီးတော့ ပြောလိုက်တယ်ဟိုမှာမိတ်ဆွေစီကနေကျွန်တော်ဗီဒီယိုတစ်ပုဒ်ကို9000နဲ့ယူတယ်ဆိုလို့ရှိရင်ကျွန်တော်ကအဲ့ဒီတင်တန်း class တစ်ခုလုံးပြီးသွားတဲ့အခါမှာတင်တန်းသားတစ်ယောက်စီကနေ9000တော့ယူမယ်ဒါဆိုကျွန်တော်ဘယ်လောက်မြတ်နေဟုတ်နော်ဒါမိတ်ဆွေတို့တွတ်တတ်ပါတယ်ဒီလောက်ကတော့အဲ့မှာမိတ်ဆွေတို့စဉ်းစားကြည့်ပါဒါငွေကိုရင်းလိုက်တာငွေကိုရင်းပြီးတော့ကျွန်တော်ငွေရှာတယ်နီးဒါငွေကိုရင်းပြီးငွေရှာနေအဲ့ဒါတော့မိတ်ဆွေလူဆိုင်ဆရာမလို့နောက်ပြီးတော့ဒါမှမိတ်ဆွေရမှာကငွေရင်းတယ်ငွေရမယ်ဒါပဲ အာအတိပညာဘုဒ္ဓတာပါညာမရဘူးပထမကျွန်တော်ပြောခဲ့တဲ့နေရာကြတော့မိတ်ဆွေလူရင်းနဲ့ငွေလည်းရမယ်အတိပညာရမယ်ဘုဒ္ဓတာလည်းရမယ်တင်နန်းတာတင်နန်းငွေငွေလမ်းကြောင်းတစ်ခုလည်းပိုင်ဆိုင်တော့မယ်ပေါ့ဗျာအခုကျွန်တော်ပြောတဲ့ဒုတိယနေရာကြတော့မိတ်ဆွေငွေကိုရင်းနဲ့အာတင်နန်းတင်နန်းဆရာကိုခေါ်လိုက်တယ်ခေါ်လိုက်ပြီးအခါကျရင်တင်တယ်တချို့တင်နန်းနဲ့မိတ်ဆွေတွေ့လိမ့်မယ်တင်နန်းကြောင်းတစ်ခုရှိရဲအဲ့တင်နန်းကြောင်းမှာဘာသာစကားပေါင်းမျိုးစုံတင်တယ်ကောနေပညာအခွဲပေါင်းမျိုးစုံတင်တယ်ပညာရပေါင်းမြောက်များစွာတင်တယ်ဗျာ ခင်ဗျားစဉ်းစားခြင်းအဲ့ဒါလူတယောက်တည်းတင်တယ်ဖြစ်မှာမဟုတ်ဘယ်ဖြစ်နိုင်ပါ့မလဲကျွန်တော်ဆိုလို့ရှိရင်မိတ်ဆွေတို့ပြန်တင်ပေးနိုင်တယ်ဆိုကျွန်တော်တင်ပေးနိုင်တာကျွန်တော်လက်ချိုးရီလို့ရတယ်ကွန်ပျူတာကျွန်တော်တင်ပေးနိုင်တယ်အာ what the blooming ဘိုင်းကိုအခုကျွန်တော်တင်ပေးနိုင်တယ်တက်ထားတဲ့လောက်တင်ပေးနိုင်တယ်အင်္ဂလိပ်စာကိုကျွန်တော်တင်ပေးနိုင်တယ်တရုတ်စာကိုတင်ပေးနိုင်တယ်ရကျွန်တော်လုံနိုင်တာ၄ခုလောက်ပဲရှိနောက်ပြီးတော့အာ coffee ဖြော်တာလည်းတင်ပေးလို့ရတယ်ထမင်းချက်တာတင်ပေးလို့ရတယ်ထမင်းချက်တာဆိုတာအချက်အပြုတ်ပေါ့နော်ဒါတွေကျွန်တော်တင်ပေးလို့ရတယ်ဗျာအဲဒီတော့အကုန်လုံး အာချစ်ကုတ်ပြီးတော့စဉ်းစားလိုက်မယ်ဆိုရင်6ခုလောက်တော့ကျွန်တော်တင်ပေးနိုင်တယ်ဒါပေမဲ့တချို့သင်တန်းကျောင်းတွေမှာဒါအမြင့်တဲ့ဟာရှိကိုရီးယားဂျပန်တရုတ်အင်္ဂလိပ်အဲ့လိုမျိုးတချို့ဆိုရုရှားတို့ဗြိတိန်တို့တောင်ပါလိုက်သေးတယ်အဲ့လိုမျိုးတွေဗျာတယောက်ထဲရနေမှစပြီးတင်နိုင်မယ်ဆိုတော့မဖြစ်နိုင်ဘူးအဲ့တော့တို့ဘာလုပ်လဲဆိုတော့တို့လို့မှာတင်တန်းကြောင်းရှိရယ် group ထောင်ထားတယ်ပြီးရင်တင်တန်းဆရာတွေခေါ်လိုက်တယ်တို့လို့ video တပုတ်ဘလောက်ဆိုပြီးတော့ပေးလိုက်တယ်ပြီးရင်တို့ကတင်တန်းသားတွေဆရာဘလောက်ဆိုပြီးပြန်ယူတယ်အဲ့လိုနေနဲ့တို့ကပတ်စံရှာတာဒါကကြတော့ငွေရောရင်းပြီးငွေရှာတာ ။အာနောက်တစ်ခုကကြတော့မင်းစရုံအာငွေလည်းမဆိုင်ဘူးလူလည်းမဆိုင်အဲ့ဒါကြတော့တားကြီးဟွာဖြစ်လို့နဲ့ပေါ့နော်။အာမလိမ့်တပတ်လုံးလို့နဲ့တော့ပြောလို့ရတယ်။ပြောလို့ရမလိမ့်တပတ်လုံးတယ်ဆိုတာတော်တော်ကြီးကိုလိမ့်နာမှာမလိမ့်နာမဟုတ်ဘူးလိမ့်နေ။တို့ကဘယ်လိုလုပ်လဲဆိုတော့ကျွန်တော်ဂျုံဘူးတာလေးပြောပြမယ်။တို့က Facebook မှာကြော်ညာတစ်ခုတက်လာတယ်။ကြော်အကြော်ညာတို့ကနည်းနည်းဟိုနေရာတကာ like share ထားပါဘောနော် like share ထားလူတွေမြင်တယ်။ အဲ့ခါကျတော့အဲ့ကြွညာအတိုင်းပဲအလုပ်တော့ရှောက်တယ်သူကဆရာခေါ်တယ်ဆရာခေါ်တာပြောရင်တို့လိုတင်တဲ့အကြောင်းမှာတို့လိုတင်တဲ့အကြောင်းမှာတရုတ်စာတင်ပေးမဲ့လူလိုပါတယ်ဆိုပြီးသူကခေါ်ထားတယ်ဒါမှမဟုတ်အင်္ဂလိပ်စာတင်ပေးမဲ့လူလိုတယ်ဆိုပြီးသူခေါ်ထားတယ်ခေါ်ထားတော့အလုပ်ကြွညာစာတွေ့တော့အလုပ်လိုနေတဲ့လူတွေတွတ်လျှောက်တယ်တွတ်လျှောက်တဲ့အခါမှာသူကပြောလဲဆိုတော့သူလိုခေါ်တာက volunteer ခေါ်တာလို့ပြောတယ် volunteer ခေါ်တယ်ဆိုတော့ဘာကိုပြောရလဲဆိုတော့ volunteer ဆိုတာစေတနာဝန်ထမ်းကိုပြောတာမင်းဆိုတော့တန်ရှင်အာတန်ရှင်လောက်လိုက်တယ်ဒါလည်း volunteer ပဲ ်ဟာလမ်းမှာအမိုက်လေးတစ်ခုတွေ့လိုက်တယ်ကောက်ပြစ်လိုက်တာဒါစေတနာဝန်ထမ်းစေတနာနဲ့လုပ်ပေးတာ volunteer လို့ခေါ်တယ်နောက်ပြီးတော့လူတွေကိုအိမ်တွေပကြောင်းတွေစောက်ပြီးမှအမျိုးကူညီပေးတာ volunteer နောက်ရက်ကြီးရွယ်ရေးတန်ရှင်ရေးပိုင်းညာဒါမျိုးတွေလည်း volunteer ပဲ volunteer ဆိုတာစေတနာဝန်ထမ်းလို့ပြောတာမြန်မာလိုဆိုလို့ရှိရင်တို့အဲ့လိုမျိုးစေတနာဝန်ထမ်းတွေခေါ်လိုက်တယ် volunteer တွေခေါ်လိုက်တယ်ပြောရင်စာတင်ပေးမဲ့ volunteer ပေါ့ဗျာအဲ့ကနေမှ volunteer လာလျှောက်တဲ့လူတွေကဘာရလဲဆိုတော့ ဘာမှမရဘူး certain ပေးတဲ့ experience တစ်ခုရမယ်နောက်ပြီးလို့ရှင်သူလို့ရှင်ရပေးတဲ့လက်မှတ်တစ်ခုရမယ်ဒါပဲရမယ်ဒီနှစ်ခုပဲရမယ်ပြောလို့ရှင်ဗျာမိတ်ဆွေကကျွန်တော်ရှင်မှာဒါမိတ်ဆွေအင်္ဂလိပ်စကားဒါကျွမ်းကျင်တယ်ဟုတ်ပြီကျွန်တော်တင်နန်းကျောင်းမှာမိတ်ဆွေကျွန်တော်ရဲ့တင်နန်းကျောင်းကကလေးတွေကိုအင်္ဂလိပ်စကားအခမဲ့လာတင်ပေးကျွန်တော်ကအဲ့ဒါလကုံအာတင်နန်းကာလာပြီးဆုံးသွားတဲ့အခါကျရင်မိတ်ဆွေကိုကျွန်တော်ထောက်ခံစာတစ်ခုပေးလိုက်မယ်ဒါပဲပေါ့နော်ထောက်ခံစာလက်မှတ်လေးတစ်စောင်ထိုးပေးလိုက်မယ်အဲ့ဒါပဲမိတ်ဆွေရမယ်အဲ့တော့ ဲ့လို volunteer ခေါ်တဲ့အကြောင်းတွေကတကယ်နာမည်ရှိပြီးသားအကြောင်းတွေခေါ်တယ်ဆိုရင်တော့ကိစ္စမရှိဘူးဒါပေမဲ့နာမည်မရှိရတဲ့အကြောင်းတွေဆိုလို့ရှိရင်တော့ဒါလှုပ်ရှားတာလို့ခေါ်တယ်မိတ်ဆွေအဲ့လိုလှုပ်ရှားခြင်းလည်းရတယ်ပေါ့နော်မိတ်ဆွေ Facebook မှာ group လေးတစ်ခုဖွဲ့လိုက်ဖွဲ့ပြီးတော့ချင်းကြုံရတစ်ခုရေးအာ volunteer ခေါ်ပါတယ်ဒီတင်တန်းအကြောင်းမှာကလေးတွေကိုစတင်ပေးဖို့ပါဆိုပြီးခေါ်ခေါ်တဲ့အခါကျရင်တို့လောက်လာလျှောက်တယ်လာလျှောက်တဲ့အခါကျရင်မိတ်ဆွေက သူဘာတက်လဲဆိုတာအရေးချင်းနေနည်းနည်းပါကြည့်လိုက်ကြည့်လိုက်ပြီးတော့ခါကြလို့ရှင်စီကန်းချက်တွေပြောပြတရက်ကိုဗီဒီယိုတစ်ပုတ်တင်ရမယ်ဒါမှမဟုတ်နှစ်ရက်ဗီဒီယိုတစ်ပုတ်တင်ရမယ်ဒါမျိုးပြောပြအဲ့လို volunteer ခေါ်တဲ့ဟာကတကယ်သူတို့ကခေါ်တော့တာ volunteer ဆိုပြီးတော့စေတနာဝန်ထမ်းခေါ်ဒါပေမဲ့တွားတက်တဲ့ចောင်းသားအဲ့ဒီចောင်းမှာတွားတက်တဲ့ចောင်းသားတွေကကြတော့တင်နှန်းချင်းမယူဘူးလို့သူတို့ပြောပင်မဲ့လို့လဲ group J တို့ member J တို့အဲ့ဒါတွေကပေးရမင်းစိအဲ့လိုမျိုး volunteer ဖွင့်ထားတဲ့ចောင်းတွေမှာတွားတက်ကြည့် လုံးဝ free ချပေးထားတဲ့တင်နန်းရှိကောင်းရှိလိမ့်မယ်ဒါပေမဲ့တချို့ဟာတွေဆိုလို့ရှင်အော်ဟုတ်တယ်ညီမတို့ကပတ်စံတော့မယူဘူးတင်နန်းကြေးပေးစရာမလိုပါဘူး free တက်လို့ရပါတယ်ဒါပေမဲ့ group ကြေးတော့ပေးရမယ်အဲ့လိုမျိုးရှိရဲ့2000 3000ပေါ့2000 3000ဆိုလဲပတ်စံပေးရတာပေးရတာပဲ2000 3000ဆိုရင်လူ၁၀ယောက်ဆိုဘယ်လောက်ရှိသွားလဲ1000ဆိုဘယ်လောက်ရှိသွားလဲတသိန်းဆိုရင်ပေါ့မင်းစဉ်းစားကြည့်ပေါ့ဒါကပတ်စံရှာတယ်ဒါလူလည်းမဆိုင်ငွေလည်းမဆိုင်လာတင်ရဲ့ကောင် free တင်လာတက်တဲ့ကောင်ကြပတ်စံပေးတက် ြားရေရမိတ်ဆွေရပတ်စံသိမ်းဒါအုံနောက်ဖောက်စားတခြားအုံနောက်ဖောက်စားတဲ့နည်းရအများကြီးရှိသေးရဲ့ဒါကျွန်တော်အခုအေးဒီနေ့ကကြတော့အော်နည်းနည်း idea လေး share ပေးတာပေါ့နော် idea လေး share ပေးတာမိတ်ဆွေတို့လုံးချင်လိုက်လို့မလုံးချင်ဘူးဆိုရင်လည်းမလုံးနဲ့ဒါလုံးတယ်လုံးတယ်ဆိုရင်လည်းဘယ်သူမှထိခိုက်တာတော့မရှိဘူးတကယ်ပတ်စံပေးပြီးလာတက်တဲ့လူကလည်းတို့တို့ကတော့ဒီ volunteer တွေကတင်ပေးတဲ့ဆရာဆရာမတွေရဲ့စေတနာထားပြီးတင်ပေးဆိုတို့တို့ကတကယ်ပတ်စံအာပညာတစ်ခုအတိတ်ပညာတစ်ခုရတော့ဖြစ်တဲ့အတွက်ကြောင့်မလို့အာ ဟောဖြစ်တယ်ဗောနော်ထိခိုက်တယ်လို့ဆိုလို့ကပြောလို့မရအရင်တော့မထိခိုက်ဘူးဒါပေမဲ့တရားလားဆိုတော့တရားနီးလန်းကြကြစဉ်းစားမိရင်တော့ဒါမတရားဘူးလို့တော့ပြောလို့ရတယ်ဗောနော်အဲ့တော့ကျွန်တော်ပြောတဲ့နီးလန်းတုံးခုတွေကမိတ်ဆွေဘယ်နီးနဲ့အုံနောက်ဖောက်စားခြင်းလဲမိတ်ဆွေရဲ့တဘောပဲဒါမှမဟုတ်ကျွန်တော်ဖေရဲ့တထေးကိုလုံးဝကြီးခေါင်းကြီးကိုခွဲပြီးအုံနောက်ဖောက်စားခြင်းလားဒါမိတ်ဆွေတဘောပဲโอเคအားလုံးကျေးဇူးတင်ပါတယ်ချန်နယ်လေးကို like subscribe လုပ်ပေးကြအောင်နောက်ပြီးတော့အဲ့လိုမျိုး လူတွေနဲ့တွေ့ခဲ့ရဆိုလို့ရှိရင်လည်းမိတ်ဆွေတတိထားလို့ရအောင်ပေါ့နော်ပြောရလို့ရှိရင်နည်းနည်းပါးလေးစုံစမ်းစစ်ဆေးတတ်ဖို့လိုတယ်ပေါ့နော်ဗိုလန်တီးယားခေါ်တဲ့ပိုင်ညာ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 ကိုအပတ်စံကြီး group ပေးရမယ်တွားမတက်နေနဲ့အလကားပတ်စံခုံတာပဲဖတ်တယ်မယ်ဒီလိုမျိုးကျွန်တော်လိုမျိုး YouTube ကနေလေ့လာလိုက်မဟုတ်လို့ရှိရင်လည်းတူလိုမျိုးလုပ်ပြီးတော့ပတ်စံရှာလိုက်ဒါကပဲပိုကောင်းတယ်ပေါ့နော်